ီနေ့အတွက်လဲကြလာတဲ့လူကတော့အားလုံးရဲ့ချစ်တော်ကြီးဖြစ်တဲ့ Ace ပါ Ace လို့ပြောလိုက်ရင်မပါမဖြစ်ပြောရမှာကတော့ပင်လယ်ဓမြဘီရင်ကြီးကိုရီရိုဂျာကျောင်းမှာပဲ Ace ကိုပင်လယ်ဓမြဘီရင်ကြီးကိုရီရိုဂျာနဲ့ Podcast ဒီရိုဂျိုကမွေးဖွားပေးခဲ့ပါတယ်သူရဲ့မွေးနေ့ကိုတော့တီးကြမတီးရပေမဲ့သူ့ကိုမွေးပေးခဲ့တဲ့အမေဖြစ်သူကတော့တကယ်ကိုအားကမျိုးသမီးပါပဲကိုရီရိုဂျာတက်ခံရတဲ့အချိန်တုန်းကငါးလသား Ace ကိုကိုဝင်လွှဲထားရခြင်းလည်းဖြစ်တယ် ပင်လယ်တံများပရင်ကြီးမှာတွေ့သားကြံခဲ့တဲ့ဆိုတဲ့တည်တင်းကိုကြားလာတဲ့ရေတပ်သားတွေဟာအနှံ့ရရကျွန်းအနှံ့ကမွေကင်းစားကလေးတွေကိုလက်ရှာခဲ့ကြပါတယ်။ကလေးကိုကာကွယ်ဖို့အတွက်သူမဟာလား၂၀ကျော်ကိုဝင်ကိုဆောင်ထားခဲ့ရပါတယ်။ဂိုဒီရော်ဂျာကတော့သူမတည်ခင်မှာသူ့ရဲ့သားနဲ့မိမအကြောင်းကိုသူယုံကြည်ရဆုံးဖြစ်တဲ့ရေတပ်သူရဲ့ခေါင်းကြီးကပ်ကိုပြောပြခဲ့တယ်။အဲ့ဒီအတွက်ကြောင့်ပဲကပ်ဟာအစ်မွေပြီးပြီးချိန်မှာလုံခြုံစေချရဖို့အတွက်တောင်ပေါ်ပင်လယ်တံများဓာတ်နဲ့လို့စီမှာသွားထားခဲ့တာဖြစ်တယ်။ပေါ့ကတ်ဒီရော့ကတော့ တူးပေနာမည်ပေါင်းကိုဒီအိတ်လိုနာမည်ပေးခဲ့ပြီးလားတော့ကြောင့်ကိုဝင်ဆောင်သွားခဲ့ရတဲ့တန်တွေကြောင့်မွေပြပြချင်းမှပဲတည်ဆုံသွားခဲ့တယ်။အဲ့ဒီလိုနဲ့ပင်နယ်တမျှဘရင်ကြီးရဲ့တွေ့တာဟာဂက်ပြဲအကူညီနဲ့တက်ရှင်ရရသွားခဲ့ပါတယ်။အေးဆင်းငယ်ဘွားဆိုလို့ရှိရင်လည်းတခြားလူတွေလိုပဲကကဲခဲ့ပါရယ်ပင်လယ်တမျှဘရင်ကြီးရဲ့စကားတွေကြောင့် Great Pirate Era ကြီးကစတင်ခဲ့ပြီးနောက် ်ပင်နယ်ဓားများတွေရဲ့ရန်ကြောင်ဒုက္ခရောက်တဲ့ပြည်သူတွေက များပြားခဲ့တယ်။အဲ့ဒီအတွက်ကြောင့်ပဲကိုရော့ကြပေါ်ထားတဲ့မုံတရားတွေဟာသူ့ရဲ့မျိုးဆက်ကိုပါတရားမှုတွေရှိခဲ့တယ်။သူ့ဥပေကြောင့်ကိုလူတိုင်းကိုလိုက်မေးလိုက်ရင်မကောင်းတဲ့စကားတွေသာကြားခဲ့ရပြီးတခါမှဆိုရင်ပွဲကြီးတစ်ခုတောင်ဖြစ်ခဲ့ပါသေးတယ်။ထင်ရှားဆိုင်နေတဲ့သူစီကိုကပ်ကရောက်လာခဲ့ပြီးအကြောင်းဆုံးကိုမေးတဲ့အခါမှာတော့ကျွန်တော်ကမွေးဖွားဖို့ရောထိုက်တန်ရဲလားဆိုတဲ့စကားကိုအေးစားနွေးခဲ့ပါတယ်။ကပ်ကတော့အဲ့ဒါကိုတီးချင်ရင်မင်းတက်ရှင်နေတိုင်းကြီးပေါ်လို့ပြန်ပြေခဲ့တယ်။ တော်ထဲမှာလေ့ကျင့်ရင်တမလာနေပြီဖြစ်တဲ့ Ace ဟာ Greater Mineral ကိုရောက်သွားပြီးသူနဲ့ရည်ရွယ်ချက်ချင်းတူတဲ့စားဖို့နဲ့တွေ့ခဲ့တယ်။ Greater Mineral ဆိုတာက Cover Town ရဲ့မြောက်ဘက်မှာရှိတဲ့စွန်ပြေမိုက်ပုံကြီးဖြစ်ပြီးဒုတိယရဲ့တမရီဇူဝေးနေထိုင်ရနေရာလေးဖြစ်ပါတယ်။စားဖို့နဲ့ဒီကျွမ်းပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာတနေ့ပင်တဲ့တဲကိုထွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခိုးဆိုလူနိုင်ရင်ပစံမြောင်များကိုဆူတာခဲ့ကြတယ်။လူဗီက Ace နောက်ကိုအမြဲတမ်းလိုက်နေတာကိုမှတ်မိကြတယ်မလား။တနေ့မှလူဗီက Ace နောက်ကိုအမိလိုက်နိုင်ခဲ့ပြီးပင်လယ်ရမ ्यास ဆိုတဲ့အကြောင်းကိုကြားတော့ အာပြင်းကြီးနဲ့တူတယ်လို့ကျင်တယ်လို့ပြောတော့တယ်။အဲ့ဒီနေခါစားဖို့နဲ့အေဇိုလူလာတာကဘလူးဂျန်ဆိုတဲ့ပင်လယ်ဓားရေစီကဖြစ်ပါတယ်။လူဗီကိုအေဇိုကဒီချောင်းကိုဘသူ့ကိုမှမပြောဘဲနှုတ်ပိတ်ခဲ့ပြီးအတံမြဲကြီးကိုကြားရတဲ့ဘလူးဂျန်ဖွဲ့သားတွေကတော့ရောက်လာကလူဗီကိုဖမ်းခေါ်သွားခဲ့တယ်။လူဗီဟာသူတို့အကြောင်းကိုပြောလိုက်မှစိတ်ပူနေခဲ့ပေမဲ့တွေးတွေထပ်ပြီးဘလောက်ပဲနှိမ့်ဆက်ခံရခံရသူတို့ရဲ့အကြောင်းကိုမပြောခဲ့ဘူး။ယရနာရီကိုအေဇိုကနေရာရွှေ့ပြီးချိန်မှတောင်လူဗီဟာသူတို့အကြောင်းကိုမပြောရသေးဘူးဆိုတာကိုသဘောပေါက်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ လူဖိကိုပြန်သွားခဲ့ခဲ့ကြရတယ်။ဒီလိုမျိုးတန်းအနေနဲ့ကြုံနေရတာတော့ဘာလို့မပြောခဲ့တာလဲလို့ Ace ကမေးတော့လူဖိကငိုပဲငိုနေခဲ့ပါတယ်။ Ace ကငိုတက်တဲ့ကလေးတွေကိုမကြိုက်ဘူးပြောတော့လူဖိကချက်ချင်းကိုတိတ်သွားပြီးသူ့ကိုခဲ့ပေးခဲ့လို့ဂျေဇူးတင်ချောင်းကိုပြောလိုက်တော့တယ်။မင်းတကယ်တည်သွားနိုင်တာကိုနားလဲရဲ့လား။ဘာလို့မပြောလိုက်တာလဲလို့မေးတော့ငါသာပြောလိုက်ရင်ငါမင်းနဲ့တကယ်ချင်းမဖြစ်နိုင်တော့ဘူးလေလို့ပြန်ပြောလိုက်တယ်။အဲ့ဒါကတည်သွားမှတည်းရေးကြည့်လို့လား။မင်းမလုံငါနဲ့တကယ်ချင်းဖြစ်ချင်နေရတာလဲလို့ အစ်ကမေးလိုက်ပါရယ်ငါကမင်းကိုဒီလောက်ထိခက်ခဲတဲ့ချိန်တွေပေးခဲ့တာလေအဲ့ဒါတောင်မှဘာလို့လဲအစ်ကလူဗီတွန်းနောက်ကိုလိုက်လာတဲ့ချိန်တိုင်းမှာလူဗီကိုခက်ခဲဆုံးချိန်တွေပြောင်းလုပ်ခဲ့တာတော့မှန်ပါပဲလူဗီပြန်ပြေးလိုက်တာကဘာလဲဆိုတော့ငါမှယုံကြည်ရတဲ့လူတယောက်မှမရှိဘူးဝင်းမေရွာကိုလည်းပြန်သွားလို့မရတယ်လို့တောင်ပေါ်မင်းလယ်များတွေကိုလည်းငါမကြိုက်ဘူးငါသာမင်းနောက်ကိုလိုက်မနေဘူးဆိုရင်ငါတယောက်တည်းတီးကျန်နေရလိမ့်မယ်အတီးကျန်ရတာကဒီထက်ပိုပြီးတော့နာကျင်ရတယ်ငါမှမိဘတွေလည်းမရှိဘူးလူဗီပြန်ပြေးလိုက်တဲ့အဖြေက အိစ်လိုမျိုးမွေးပွားလာတာထိုက်တန်ရလာလို့မိကွန်ထုတ်နေတဲ့လူကိုညင်သက်သွားစေခဲ့ပါတယ်။အိစ်နားမှာတူနေရရင်သူ့အတွက်အဆင်ပြေချောင်းကိုပြောခဲ့တာပါ။ဒီလိုနဲ့သူတို့၃ယောက်ဟာဘွဲကျသွားခဲ့ကြပြီးစာကေးခွက်ကိုလဲတော့ကြပြီးတဲ့နောက်ညီကိုတွေဖြစ်လာကြတယ်။ သူတို့တောင်းရောက်มาပြောရှင်ကြရာချင်းတွေများကြီးရှိခဲ့တာပါလူဗီယာတကယ်အိမ်မန်းစစ်မှန်ကိုတီးတဲ့လူဆိုလို့လူဗီယာတူးဖွဲ့သားတွေကိုမပြောပြခင်မှာအစ်နဲ့စားဖို့လိုပဲရှိခဲ့တယ်သူတို့ရဲ့ပြောရှင်ကြရာချင်းချိုးကိုလိုက်ပြပေးမယ်စာမှုကသူရဲ့အိမ်ကလူတွေပြန်ခေါ်သွားတာကိုခံခဲ့ရပြီးနောက် Ace ကပဲ Luffy ကိုကယူဆိုင်ပေးခဲ့တယ်။ Luffy က Ace ကိုအရန်ချစ်တယ်လို့ အေးကလည်းလူဗီကိုရမ်းချစ်ပါတယ်။စားဖို့ကကြောင်းရင်တစ်ခုကြောင့်ပင်လယ်တဲကိုဇောဆုံးထွက်သွားဖို့အကြောင်းဖန်လာပြီးဆလစီယာဒရဂွန်တယောက်ကြောင့်တည်ဆုံသွားခဲ့ရတယ်။စားဖို့တည်ဆုံသွားတဲ့အတွက်ကြောင့်လူဗီရောအေးစ်ပါခံစားခဲ့ကြရပြီးလူဗီကတော့ငိုရာမြက်ခဲ့ဘူး။နောက်ရမှစားဖို့ရဲ့ပင်လယ်တဲကိုဇောဆုံးထွက်သွားတဲ့ကြောင်းရင်းစားတဲ့ဆောင်ကိုရရှိခဲ့ပြီးလူဗီကိုကူးဆိုင်ပေးဖို့မှာခဲ့တယ်။အဲ့ဒီနေ့မှာတော့သူတို့တွေကလူတိုင်းတက်ဖို့လိုလားအောင်နေကြမယ်။ငါတို့ဘဝမှာနောင်တာတွေမရှိအောင်နေကြမယ်လို့ပြောခဲ့တယ်။ပြီးတော့လူဗီကိုလည်း သူဟာဘလိုကြောင့်မြို့နယ်မှာတည်မမဟုတ်ကြောင်းကိုကတိပေးခဲ့ပါတယ်။ Ace ကပင်လယ်တဲကို38နှစ်မှာထွက်သွားခဲ့ပါတယ်။ East Blue ရဲ့စစ်စစ်ဂျွန်ဘော်မှာတင်မောပြတ်သွားခဲ့ပြီးတချိန်မှာ Spain Byron ရဲ့ First Mate ဖြစ်လာမဲ့ Mascat Juice နဲ့တွေ့ခဲ့တယ်။အဲ့ဒီဂျွန်ဘော်ပါပဲ Ace Mera Mera Numi ကိုစားခဲ့တာဖြစ်ပြီးဂျွန်ကနေလွတ်မြောက်သွားပြီးတဲ့နောက် Spain Byron ကိုဖွဲ့စည်းခဲ့ပါတယ်။ Spain Byron ရာဘွဲဝင်20လောက်တိရှိလာခဲ့ပြီးတော့မှသူတို့ရဲ့ကုန်တင်ငါလည်းကြော်ကြားလာတယ်။ Fishman Island ကိုရောက်ခဲ့ပြီး YB ရဲ့ G ကိုရန်စားဖို့ သူ့မိုင်နှံမှလမ်းကိုမီးရှို့သွားခဲ့တယ်။အေရှားအိမ်မက်ကယုံကိုတွေကိုပြုတ်ချပြီးဒူးဘေရော်ဂျာရဲ့ဂုံတတင်တဲ့ပူကျော်ကြားချင်တာဖြစ်တယ်။နယူဝါရဲကိုအရောက်မှာတော့ရှမ်းကိုတွားချခဲ့ပြီးလူဗီကိုကယ်တင်ပေးခဲ့တာအတွက်ကျေးဇူးတင်စကားသွားပြောတယ်။သူ့ခရီးစဉ်တနင်္လာမှာတော့အေစကာဝါနိုကိုရောက်ခဲ့ပြီးအိုတာမာယာမာတိုတို့နဲ့လည်းတွေ့ခဲ့ပါတယ်။အိုတာမာလီကိုတော့တချိန်ကြာရင်ပြန်လာမယ်။ ဒီတိုင်းပြည်ကိုလွတ်မြောက်အောင်လုပ်ပေးမယ်လို့ပြောခဲ့ပြီးရာမာတို့ကိုတော့လူဖိအကြောင်းတွေပြောပြခဲ့ပါတယ်အိဆာတူနဲ့ယဉ်နီးတဲ့လူတွေကိုလူဖိအကြောင်းအများံပြောပြလေးရှိပါတယ်ဒီလိုနဲ့ YBS ကိုတိုက်ခိုက်မယ်ဆိုပြီး YBS ရှိတဲ့ဂျွန်စီကိုတွားကပြဿနာရှာခဲ့တယ်အရင်ဆုံးတော့ချင်းပေးနဲ့တာတွေ့ခဲ့ရပြီးသူတို့ရဲ့တိုက်ပွဲက9ရက်တိကိုကြာမြင့်ခဲ့ပါတယ်တိုက်ပွဲချင်းကြာလာတာနဲ့အမျှနှစ်ယောက်လုံးကမောလာကြပြီးတရေကျသွားတယ်အဲ့ဒီနောက်တော့ YB ရဲ့ကြီးကရောက်ချလာပြီ တိုက်ခိုက်ပေးခဲ့တယ်။ရှေ့တိုက်ပွဲမှာမော်နေပြီဖြစ်တဲ့ Ace ကကြာကြာတောင်မတိုက်လိုက်ရဘဲ WPF ကိုရှုံးသွားတယ်။သူ့ဘက်သားတွေလူများအောင်တော့သူကလှုပ်ပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့စိတ်ဓာတ်ကိုသဘောကျသွားတဲ့ WPF က Ace ကိုထူထားပြစ်လာဖို့ကံလန့်ခဲ့တယ်။ Ace ကသူ့ဘေးချောင်းကိုပြောပြလိုက်ရင် WPF ကသူ့ကိုကန်ထုတ်မယ်လို့ထင်ခဲ့ပေမဲ့ WPF ကတော့အတိတ်ဆိုတာရေးမကြည့်ကြောင်းလူတိုင်းကပင်နေပြင်းရဲ့ကလေးလိုတောင်မှပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ AYBA ရဲ့မတ်တင်ဂေတာကိုသူ့ရဲ့ကြောပေါ်မှာတင်လိုက်တယ်။လူဗီလိုမျိုးတူးကိုလက်ခံပေးတဲ့လူနောက်တယောက်ကိုတွေ့ခဲ့တာလည်းဖြစ်ပါတယ်။ Little Horse Junior ကိုဝါနိုမှာတင်လာတဲ့အုတ်ထုတ်လေးကိုရပ်ပေးခဲ့ပါတယ်။ခိုင်းတို့ကိုတိုက်တော့ဖို့ဝါနိုကိုတွားဖို့ပြောခဲ့ပေမဲ့လည်း YBA ကတော့လက်မခံခဲ့ဘူး။ခူမမတိုင်ခင်ကရှိကြီးဘူးကိုင်းဖြစ်ခဲ့တဲ့ဟာနာဗူဒါကိုလည်း Ace ကပြင်ခဲ့သေးတယ်။ Ace က ရှီဂျီဘူကိုင်းတယောက်အနေနဲ့ယာတာချင်းကိုခံခဲ့ရပါသေးတယ်။လူဗီရဲ့ပထမဆုံးပေါင်ဒီထုတ်ကန်ရာတုန်းကဆိုလို့ရှိရင်တူးညင်ချောင်းလေးကိုတောင်မှဝိုက်ဘီရဲ့နဲ့ဂျင်ဘေးကိုကြွားခဲ့ပါတယ်။ဘလက်ဘီရဲ့တီးကတက်ကိုတက်ပြီးထွက်ပြေးသွားတာကြောင့်ဝိုက်ဘီရဲ့တားနေတဲ့ဂျာကနေဖမ်းဖို့အတွက်ထွက်သွားခဲ့တယ်။ဒီလိုနဲ့အာရာဘတ်စတာမှာလူဗီတို့နဲ့တွေ့ခဲ့ပြီးတူးရဲ့တစိုးတို့ဆန်တဲ့ညီလေးကိုကယူဆိုင်ပေးဖို့မှာကြားခဲ့ပြီးထွက်သွားတယ်။ဘလက်ဘီရဲ့နဲ့ထိတ်ထိုက်တွေ့ရမှာတော့အစ်တရားဟာရှင်သွားခဲ့ပြီးရတက်လက်တွေကိုအခန့်လိုက်ရပါတယ်။အင်ဘဲတောင်းမှာတော့သူ့ရဲ့သားမေးလို့ခြေရတဲ့ ace ကို ကပ်ကလာတွေ့ခဲ့ပါတယ်။သူ့ရဲ့ဖန်စည်းခံရမှုကနေ WBN နဲ့ရေတပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားတော့မှကိုလည်းတီးလိုက်ရပါတယ်။ဘိုအဟန်ကော့ကလည်း AC ကိုလာတွေ့ခဲ့ပြီးလူဖီကတူကိုလာခဲ့မှာကိုတရင်ပေးခဲ့ပါတယ်။ဂျင်ဘေးကတော့ဘိုအဟန်ကော့ကလိန်နေတာပြချောင်းကိုပြောခဲ့ပေမဲ့သူညိတာဆိုရင်တော့ဒီကိုတကယ်လာလိမ့်မယ်လို့ပြောခဲ့တယ်။လူဖီကလည်းတကယ်ကိုလာခဲ့ပါတယ်။ဂျင်ဘေးနဲ့ပဲတွေ့ခဲ့ရပြီးတော့ထောင်ပေါက်ပြီး AC ကိုကယ်ပို့လိုက်ခဲ့တယ်။ကွန်မြန်းစင်ပေါ်မှာ AC ရောက်နေတဲ့ချိန်မှာတော့ သူရဲ့ဒါတွေကိုလစ်လျူမရှူထားတဲ့ဝက်ပီးရဲ့ကြီးကလာခဲ့ခဲ့ပြီးမရင်းဖို့ဝါကြီးပြွားခဲ့ပါတယ်။သူကြောင့်လူမျိုးများတည်ဆုံနေတာကိုမြင်တော့အစ်ကစီမကောင်းဖြစ်ခဲ့ပါတယ်။လူဗီရဲ့အကူအညီရောက်ကမြန်စင်ပေါ်ကနေလွတ်သွားခဲ့ပြီးတဲ့နောက်အတူတူထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။လမ်းမှာတော့ဆာကာဇူကီရဲ့ဝက်ပီးရဲ့ပေါ်မကောင်းပြောတဲ့စကားတွေကြောင့်အစ်ကမကန်မရက်နိုင်ဖြစ်ခဲ့ပြီးတက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။ဆာကာဇူကီကလူဗီကိုတားခဲ့တာတက်ခိုက်ခဲ့တာကြောင့်လူဗီကိုကယ်ဖို့တူးတက်ကိုပေးခဲ့ရပါတယ်။အစ်ဟာ တူချီရတဲ့ညီလေးလူဗီရဲ့လက်မှာပဲတည်ဆုံသွားခဲ့ရပြီးဒီပိုင်းကလည်းကျွန်တော်တို့ 1B Fancy Run ကိုရတဲ့ခိုက်တွန့်နေတွေကတကူပါပဲလူဗီရာသောက်တီးရမရတော်တော်ကိုဖြစ်နေခဲ့တာပါစားဖို့တည်ထားတဲ့နေတုံးကငိုနေတဲ့လူဗီကိုသူကဘယ်တော့မှမတည်ဘူးလို့ကတိပေးခဲ့ပူပါတယ်သူတရားတော်မှာကိုတီးတော့အေးစားဒီလိုပြောခဲ့တယ်မင်းနဲ့စားဖို့ကိုမတွေ့ခင်တုန်းကငါ့မှာတက်ရှင်စင်စိတ်မရှိခဲ့ဘူးဒါနဲ့ မင်းသားနဲ့နေတွေ့တဲ့အခါကျရင်ငါကနှုတ်ဆက်တယ်လို့ပြောပြပါကွာငါဒီလိုမျိုးတည်ရတော့မယ်ဆိုတာကိုတီးတော့သူ့လိုမိမကြီးကိုတောင်လွမ်းမိရဲ့ငါကိုအသက်ရှင်ရှင်စိတ်ဖြစ်စေတာကတခုပဲရှိတယ်လူဖီအဲ့ဒါကမင်းအိမ်မှပြေဝသွားတာကိုမြင်တွေ့သွားကျင်တာပဲမင်းသားဆိုလုံနိုင်မှာကိုငါတီးပါတယ်ဘာလို့လဲဆိုတော့မင်းကငါညီလေးလေအဲ့ဒီနေ့ကပေးခဲ့တဲ့ကတိလိုပဲငါဘဝမှာဘယ်တော့မှနောင်နာမရခဲ့ဘူးငါအသက်ရှင်ဖို့ထိုက်တန်ရလားဆိုတဲ့မိကုံးကိုဖြေရမယ်ဆိုရင်ငါလူတိုင်းကြောက်အောင်မပြောနိုင်တော့ဘူးကွာ ငါအခုပြောမှာကိုသူတို့ကိုပြောပြပေးပါကွာဘာမှတုံမကြတဲ့သွေးဆိုးသွေးညစ်တွေစီးစင်းနေတဲ့ငါလိုလူကိုဒီနေ့ချိန်ထိချစ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အိဆာသူပြောချင်တဲ့စကားတွေကိုပြောပြီးတဲ့နောက်မှာတော့လောကကြီးကိုနှုတ်ဆက်လို့တွားခဲ့ပါတယ်မွေးဖွားလာဖို့ထိုက်တန်ရဲ့လားလို့တစ်ချိန်လုံးမီးနေတတ်တဲ့အိဆာတူတေဆုံးသွားချိန်မှာတော့ Pipe ရဲ့ Pirate Luffy စားဖို့တို့တွေစီကားတာမကကျွန်တော်တို့ခင်ဗျားတို့စီကားပါချစ်တွေများကြီးကိုတင်ပိုက်တွားခဲ့ပါတယ် ACFS story လေးကိုတဘောကြရဲဆိုရင် like and subscribe လေးလုပ်သွားပြပါအောင်ဗျ။ Bye bye guys. See you in next video.